တိတော်ဘောမှာရှိကြတယ်ခொနည်းရဲ့သာသမီများအားလုံးစိတ်သွာလို့အလူရဆန္ဒတစ်လုံးတော့ပြည့်စုံကြပါလိမ့်ဆရာကတော့ဗေဒင်းရဲ့ရတရားအဆောင်ရောင်းတွေအထူးစီရင်ပေးနေတဲ့ဆနခတ်ပညာရှင်ဆရာအောင်ကောင်းမြတ်ပဲဖြစ်ပါတယ်ခုမြှောက်ဝင်ရတရားလေးကတော့ငွေကွင်းကျန်းချိန်မဲ့ရတရားလေးပဲနော်မိတ်ဆွေတို့အိမ်မှာငွေကွင်းနေနေပါတယ် ထွက်ငွေများနေပါဆိုဆိုတော့ဆရာဘကကြံလေညှဝေပေးတာပဲဖြစ်ပါရဲ့နော်ယရိယာလေးကငွေစက်ကို100ရံပဲဖြစ်ဖြစ်90ရံပဲဖြစ်ဖြစ်ကိုရွက်ထိုးပါမယ်နော်ကိုရွက်တီတီထိုးပြီးတော့ကံများလေးတဲ့ကိုစံလေးထည့်ပြီးနေကောင်တံများလေးတစ်လုံးတင်ပြီးတော့မိမိတို့အိမ်ကမျက်စောပြားကို ကတ်လူတန်းနေတော့အမြန်ဆုံးမွေဝင်ပါလေဆိုပြီးတော့မိတ်ဆွေတို့ဘက်ကစုတောင်းပေးပါနော်မိတ်ဆွေတို့လက်လာပါတယ်ဝင်လာတယ်မွေရဲအမြန်ဝင်စေရမယ့်ရည်ရလေးပဲဖြစ်တယ်နော်အားလုံးမခုနှစ်ရက်တာသမီးများအားလုံးတွေ့ရမြင်အောင်ဆရာဘက်ကပြန်လဲမျှဝေလို့ပေးရပဲဖြစ်ပါတယ်နော် ိမိတို့အိမ်ကလက်ဆော့ဘုရားမှာလူတန်းပြီးတော့မိမိတို့လူရဆိုးတောင်းပါနော်မိမိတို့လူရဆိုးတောင်းရင်24နှစ်တင်းဝေဝင်ကျန်းစေရတရားအစီအစဉ်လေးပဲဖြစ်တယ်နော်ဒီရလေးကငွေစက်ကို6ရွက်ဖြစ်နေတယ်နော်တရားရံနဲ့ပဲလို့50ရံနဲ့ပဲလို့မိမိတို့နှစ်တရားလုံးလို့ရတယ်နော်တရားတော့ဘယ်ဝိဘယ်တိုင်းရလို့လဲ သတ်မှတ်ထားရင်မရှိဘူးเนาะဒီကတော့ကိုလိပ်ပြီးနေဘူးเนาะအစံကိုလိပ်ပြီးနေဘူးတရားဘက်ကပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်เนาะမိတ်ဆွေတို့ဘက်ကမန္တလေးတပုတ်တော်ယူရမယ်เนาะဒီရီယာလေးကိုလုပ်ပြီးမြတ်စွာဘုရားမှာလူတန်းပြီးတော့မန္တန်လေးတစ်ပုဒ်ရုပ်ပေးပါနော်။ကံမီရအတန်းလေး။ ွင်ကထွင်ကဆိုမာကောက်ယူနော်အဲဆိုတော့24နာရီတွင်မှာမိတ်ဆွေတို့ယုံကြည်နေတဲ့လို့လို့ရှိရင်24နာရီတွင်မှာမိတ်ဆွေတို့တည်တာလာပါလေနော်ကောမတ်ပါလေမိတ်ဆွေလို့မလုံးနိုင်လို့ရှိရင်ခင်ဗျာအခုပြင်ပေးထားတဲ့ကောမတ်ကလေးမှာငွေဝင်ပါတယ်မိမိတို့လို့တော့ဆူတောင်းလို့လည်းရပါနော်